ဆလန်လေးကဇက်ကြီးလဲခိုင်နေအဲပြီးတော့ဒီအတိုင်အားလဲအင်အားတော့နေပြီးတော့အမှတ်တရအနေနဲ့တမရအနေနဲ့ cross ကခြာလိုက်တာဖြစ်တဲ့အတွက်ဒီကျိုးရရုံတင်ချင်တာပေါ့နော်ဒီတင်မှုတော့လည်းဒီကျိုးစဉ်းစားခဲ့ကြသေးတယ်ဒါပေမဲ့ဆလန်ကဟိုဇက်အိမ်များတဲ့အတွက်ပေါ့နော် series နဲ့ပို့ပြီးတော့ကိုက်ညီမယ်လို့ကိုကိုကြီးအကလည်းကစဉ်းထက်လို့ပေါ့နော် series အဖြစ် ိုင်ရိုက်ကူးတာပေါ့နော်တကယ်လို့များဒီကားကိုများစိုက်လို့အဲယုံကြည်ကားဖြစ်အဲမြင်တွေ့ခြင်းနဲ့ပြည်သက်တွေရှိရင်လည်းကိုယ်ယူတောင်းဆိုပြပါမယ်လို့ငါ international သွားမှာဆိုရဲတော့လည်းအဲခုံယူရတာပေါ့အဓိကကတော့ဩနောက်ဆုံးတော့ဒီလိုမျိုးကားလေးမှာပေါင်းကြည့်ရရဲဆိုရဲစိတ်ကလေးပေါ့ ဲ့ series တွေမှာတော့အများကြီးစုံသစ်ကြရတယ်။ဒီနေ့ကြီးရဲ့ senior အတိုင်းအများကြီးလက်ဆောင်နေပြီးတော့တမီးပေါ့နော်။အဲ ီတော်တော်များများမြင်နေတယ်ရိုက်ကူးခဲ့ရတဲ့အတွက်လည်းအရင်လည်းပြောရပါတော့နော်ဆုံကြရပါပေါ့အားလုံးဒီကားမှလေတော်တော်လေးဒါနေကြီးရှိမှာလို့ဆိုရင်နည်းနည်းပပပပလေးဖြစ်တယ်ဒီကားမှကျတော့ serious လည်းဖြစ်တယ်အဲပြီးတော့ဒီကားရဲ့ဇလန်းပုံစံအရာကလည်းဒီဖြစ်တယ်ဖြစ်တဲ့အခါကျတော့ဒီ idea ကိုလုပ်တဲ့အခါမှာအဲရီစာချစ်သူရီစာဆိုပေမဲ့လည်းရဖြစ်တဲ့အချိန်ကျတော့စိတ်ကောက်ရင်စိတ်ကောက်လို့မျိုးပပပပလေးလောရတဲ့လိုမျိုးပဲအခြားဒီ serious ဖြစ်တဲ့အချိန်မှာလည်းတိတ်ဆိုင်လောရတော့အဲ့လိုအချိန်မှာကိုကြီးကအမြဲတမ်းနေကြီးက ကိုကြီးเนี่ยအများအားနှစ်ယောက်တွေ့ဆင်းနေရများတဲ့ခါကျတော့အများအားကိုကြီးတွေ့ပြီးပါတယ်အမတ်ထားအနေနဲ့ကတော့ဒီကားမှာဆိုရင်လေကျဟိုချစ်သူကြီးစားတရားအမေနဲ့ဆိုရင်နည်းနည်းလေးတဝင်းတူတက်တယ်မိကလေးတထားပါပါတော့ပြီးတော့ကိုကတထေးသမီးလေးဖြစ်တဲ့အတွက်အဲကိုမနာလိုတဲ့သူကို အော်အတန်ကြည်ကြဲနဲ့អော်ပြီးတော့ပြောတာမျိုးမဟုတ်ပဲねဒီပညာသမီးကလေးတယောက်ကပြောတဲ့ပုံစံမျိုးလေးပေါ့เนาะဒီလိုမျိုးဖြစ်အောင်ဒါတွေ challenge လေးဖြစ်ခဲ့ပါရဲ့အားလေးဒီဇလန်းကဟိုအခုဒီ highlight ပြသွားတဲ့ video ဆိုရင်ဒီပထမအဆုံးနေဒီတို့အတားအကုန်လုံးသူတို့ကြည်ခွင့်ရတာပေါ့เนาะဆိုတော့ကိုအကလည်းဒီတီးဖြတ်နေတာတခြားလေးလုပ်နေရဲ့အဲဒီကြိုးပိုင်းလည်းမသိဘူးဘသူကတကယ်တရခံလဲဆိုတော့ဒီလိုမသိဘူးပေါ့နော်ဆိုတော့ အဲထွက်လာရစီတယ်ပရိသတ်တွေလည်းစိတ်ဝင်စားမယ်လို့ထင်တယ်ဒါလေးကတော့အပတ်တရားပေါ့နော်နေကြီးနေကြီးတို့ကိုယ်တိုင်လည်းကိုယ့်ဟာကိုဘယ်လိုတည်ဆောင်ခဲ့လဲဆိုတာအခုဒီမကြည့်ရသေးဘူးတကယ်ပြတ်သားရဲ့နေကြတော့မှာပဲကိုယ့်ကိုဆက်မှုပဲအဖြစ်ကြည့်ရမှာပေါ့နော်နေကြတော့ရုပ်ရှင်ဆိုရင်တော့ရုပ်ရှင်သဘောတရားအရတော့ကြည့်ရပါဘူးအပြင်မှာတော့နေကြီးကလို့သေးတယ်နေ ့အကြည့်ရအောင်ကြောက်တယ်။ဒီကျတော့ကြိုပြီးတော့မှမမြင်ရတာကိုပါဖြစ်မလဲဆိုတာလေ။အဲပြီးတော့ရုပ်တရက်အရန်ဆန်တဲ့ကိစ္စရမျိုးဆိုနေကြီးကိုမတတ်နိုင်တဲ့ကိစ္စလည်းရှိတာဆိုတော့လေ။ဟိုဒီကျတော့ဒီကိုစိတ်ကိုပဲအများနဲ့ဖြစ်စင်တာနေကြီးကိုရင်းလဲလေအလိုမျိုး။အော်ကိုဘဝမှာနောင်နာအဲရမယ်ကိစ္စမရှိအောင်နေရပေါ့နော်တကယ်လို့မင်းများထွက်သွားမယ်ဆိုလဲအေးစစ်လေးဟိုဘေးစိဘေးနေရမစိုးအေးစစ်ထွက်သွားနိုင်အောင်စိတ်ကိုရောမြဲအဲ့လိုလေးပဲထားလာလိုက်တယ်မလို့အာအမတ်တရားတွေကတော့ဟို အဒီပထဒီအခုပြသွားတဲ့အထဲမှာဆို highlight ဖြစ်တဲ့နေရာမှာဆိုအင်းဒီအပြာလေး WhatsApp လေးပေါ့နော်အဲ့ဒီအင်းဒီ WhatsApp ကပထမအောင်ဆုံး day one ဆက်ရတဲ့နေရာနေ shooting တစ်ခုလုံးပြီးတော့နောက်ဆုံးနောက်ဆုံးစသိန်းစသိန်းပြီးလို့တော့မှာလေကျနောက်ဆုံးအခန်းကြီးရိုက်ပြီးသွားတဲ့နေ့ပေါ့နော်နောက်ဆုံးနေ့ပေါ့ရိုက်ပြီးရင်နောက်ဆုံးနေ့ထီကိုဆက်တာအဲ့ဒီနေရာနောက်ဆုံးဆိုလေကျအဲ့ဒီအင်းဒီတစ်ခုလည်းပဲဝတ်တယ်လို့အောင် shooting ရလို့ရထင်တာပေါ့နော်ဒါလေးတော့တော်တော်လေးအမှတ်ရဖြစ်တယ်ပြရရင်တော့ဒီမှာတော့အပိုင်းတမိုင်ပြီးသွားတာဆိုပေမဲ့အဲ့ဟိုဘက်တရောဒီဘက်တရောလို့ဆက်နေအောင်ဆိုတော့ဒီ shooting လုံးဝအင်းပြလေးကတော့တော်တော်လေး မတရားဖြစ်ခဲ့ပါတယ်။အဲဒီဇလန်လေးကဇက်ရေလဲခိုင်းနေ။အဲပြီးတော့ဒီအတိုင်အားလဲအင်အားပေါက်နေ။ပြီးတော့အမှတ်တရနေနဲ့တမရင်းနေနဲ့ cross ကခြာလိုက်တာဖြစ်တဲ့အတွက်ဒီကျိုးရဲ့ရုံတင်ချင်တာပေါ့နော်။ရုံတင်မှုတော့လည်းဒီကျိုးစဉ်းစားခဲ့ကြသေးတယ်။ဒါပေမဲ့ဇလန်ကဟိုဇက်အိမ်ပြားတဲ့အတွက်ပေါ့နော် series နဲ့ပို့ပြီးတော့ kait ညီမလို့ကိုကိုကြီးအတားလို့ကဆက်ထားလို့ပေါ့နော် series အဖြစ်အဲရိုက်ကူးတာပေါ့နော်။တကယ်လို့များဒီကားကိုများစိုက်လို့ အဲယုံကြည်ကဖြစ်အဲမြင်တွေ့ခြင်းနဲ့ပြည့်တတ်တဲ့ရှိရင်လည်းကိုယ်ယူတောက်ဆုပ်ပြပါမယ်လို့ဟိုနေကြီးတို့ကြီးပြလာရင်ခင်မှာဆိုရင်တော့ဟိုမိဘတွေကအဲဆုံးမကြရဲမိဘမဟုတ်လဲအဲအတိအတော်အကြီးတွေကနေပြီးတော့ဒါမလုပ်အောင်မိကိုကင်ပူတယ်ကကြီးကိုကင်ထိမိမယ်ဒါမျိုးပေါ့နော်အဲပြောခဲ့ကြရဲအခစ်ပေါ့နော်အဒီခင်မှာကြတော့ဘာမှဟိုဒီမိကိုကကြီးတို့ထပ်ဖို့အတွက်အနေများတဲ့ကိစ္စအများကြီးရှိလာပြီဆိုတော့အဲကြီးသူမရဲ့ပြောစကားကိုလည်းနားထောင်ရမယ်ပြီးတော့ကိုကိုရိုင်းကလည်းဘလို့ကိုကို ိုကာကွယ်ရမလဲဘလိုကိစ္စမျိုးမျိုးဖြစ်လာတဲ့ခါကျရင်ဘလိုရှောင်တိုင်းရမလဲဆိုတော့အဲအသိဉာဏ်ရှိအောင်အဲဉာဏ်ပညာ အကောင်းလို့ပေါ့နော်ကိုကိုကိုလည်းအများကြီးလိလာထားတဲ့လေလို့ရတယ်ချနာပေါ့နော်ဆိုတော့တင်းရကိုအာကိုကထက်ဖောက်တာကိုအာကိုပြီးတော့ကာကွယ်ရတော့ဒါဟိုသူများအာကိုကအခြေခံကိုဘာကိုတစ်ခုဖြစ်လာပြီဆိုရင်ကာကွယ်ရမှာဆိုတော့လေကိုကိုကိုအရင်ဆုံးကာကွယ်ဖို့ပေါ့အဲ့ဒါလေးလေးကိုတင်ထားတင်တယ်ဟုတ်အဲ့လိုပေါ့လက္ခဏာနိုင်အောင်ပေါ့အခုအဲ့ကိစ္စတစ်ခုကိစ္စမဆိုလက္ခဏာနိုင်တဲ့စိတ်ကလေးပဲဒီကြားတော့ထားပါရဲ့အဲအားကြောင့်လည်းဒီတည့်ရဲ့အတည့်ရဲ့ဆိုလည်းတွေ့ရတဲ့အချိန်မှာအကောင်းဆုံးဆက်ဆံနိုင်တယ်အဲ့လိုပေါ့နော်ဟုတ် ကာလေးကတော့နေကြီးရဲ့ series မှာနေကြီးကိုယ်တိုင်ကိုဘတ်တို့ကိုတရုတ်ဆောင်တောင်းပြန်ပြီးအရင်စီဆုံး series လေးလို့ပြောလို့ရတယ်။ဒီကြီးအဲဆံပွဲလဲဘယ်လိုအောင်လဲဆိုတာလဲဒီကြီးကလည်းသိချင်တယ်လို့ပြင်သက်တရားလဲဘယ်လိုမျိုးဖြစ်ပြီးမလဲဆိုတာလဲဒီညာစိတ်ဝင်စားတာပေါ့နော်။ဒီကလည်းစတဲ့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 အဲ့ဒီလည်းရမှာနော်ဟုတ်ဒီကားလေးကတော့အရန်ဖိတိဖြစ်ရတယ်လို့ရှင်ထဲမှာလေးလို့ ဒီကားမှာပေါင်းသွင်းရတဲ့အတွက်အော်ငါရမ်းကန်ကောင်းတယ်။ငါ့ကိုတွေးခေါ်ပေးတဲ့ကိုကြီးထွန်းတော်ကိုကြီးအကရောပေါ့နော်။ဒါအကုန်လုံးပြီးတော့ဒီလူမျိုးအဲတမန်လူမျိုးတွေနဲ့လည်းခင်မင်ခွင့်ရရဲဆိုတော့အရာဝမ်းတာပါပေါ့နော်။ပြီးတော့နိုင်ငံ international ကိုသွားမှာဆိုတဲ့အတွက်လည်း အဲခုံယူရတာပေါ့အဓိကကတော့အော်နောက်ဆုံးတော့ဒီလိုကားလေးမှာပေါင်းခွင့်ရရဲဆိုတော့စိတ်ကလေးကြောက်တာအဲဒီနေ့စုံတဲ့အခန်းမှာဆိုရင်ဒီမှာလေးနဲ့ဆိုရင်အဲဒီလေးနဲ့ဆိုရင်အများနဲ့ပြုံးနေတာဒီမှာဒီမှာလေးရတယ်ပြန်ပြုံးနေစကားကိုအများနာထောင်နေအဲ့လိုမျိုးပေါ့အရန်လိုရှင်းကြည့်တိတ်ခွင့်တယ်ပေါ့နော်ဒါလေးကတော့အတူယူကြပါပေါ့နော် ဒီလိုဆိုရင်ကို့ပါကိုတငငယ်ချင်းချင်းပြီးတော့ကို့ပါပဲလို့ပဲပြောလိုက်တယ်။ညီမလေးတော့ရင်ကျမှုကိုလည်းတစ်ဖက်ကိုလည်းရင်ကျတယ်။အဲမြန်ပြပြလေးနဲ့ချစ်ချိုးတာလေးရဲ့အဲလိုပေါ့။အဲစုံမဆိုတဲ့ series လေးကအောက်တိုဘာ3မှာစတင်ပြီးတော့ Hip Lee နဲ့ Channel 7မှာစတင်ပြီးတော့ပြသလာမှာဖြစ်ပါတယ်။ဒီကမ်းမှာဆိုရင်ကျတော့လွေခန္ဓာရေဆိုတော့ကောင်မလေးတယောက်နဲ့ပါဝင်ပါတယ်။အခြားဟိုကိုတူတူတို့ရောဒရိုက်တာကိုအက်က နဲ့အပေါင်းဝင်ဆက်ပြုတ်ဆောင်နေအားရလည်းတကယ်ကိုစိတ်မြင့်ပြီးတော့ကြိုးစားထားတယ်။ပြီးတော့ကင်မရာနားကိုယ်ကအဲဒီလိုက်ဒီလေးစတေမီယာအစာတက်တီချာလေးအားဆိုင်ပြီးတော့ဒါအကြောင်းလဲဆိုတော့နိုင်ငံတကာမှာပြဖို့အတွက်ရည်ရထားဖြစ်တဲ့အတွက်ကိုယ်နိုင်ငံကနေပြရတာအကောင်းဆုံးဖြစ်အောင်ဒီလိုက်တက်တီချာလေးအားဆိုင်ပြရခဲ့တဲ့ team လေးလည်းဖြစ်တဲ့အတွက်စုံမက်ကလေးဖလာရတဲ့အပီချာကိုအောက်တိုဘာ7မှာပေါ်ပြီးကြပါမယ်ရှင်။ဘာဘာ